တဲစုငိမ့်လောက်မတော်ဘူးလို့ဝေဖန်သူတွေကအလုံးနဲ့တက်တီးပြကမစ်ဝေါ်မှာတော့ဝင်နိုင်ခြင်းရှိလာတဲ့ခီစာခင်ပရိသတ်များရှင်ခီစာခင်ကလက်ရှိမှာမစ်ဝေါ်2025မှာမြန်မာကိုစားပြုတရားလေးနဲ့ဝင်ရောက်ရှင်းပြနေတာဖြစ်ပါတယ်။သူအလွင်ကဒီနှစ်မှသာပထမအဦးဆုံးမစ်ဝေါ်မြန်မာရဲ့ National Director တရားလေးနဲ့စာလုပ်ခဲ့တာပါ။ခြေလန်းစတင်မဲ့အချိန်မှာပထမအဦးဆုံးကွန်ပြန်ဆောင်မဲ့အလမဲကိုခီစာခင်ကိုရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ပရိသတ်တချို့ကတဲစုငိမ့်လောက်ခီစာခင်ကိုသဘောမကျပါဘူးတဲစုငိမ့်ကရှိမှအရန်ကိုတောက်ပါခဲ့တဲ့အတွက်ခီစာခီကတာဝန်ပိုကြီးသွားတာပါဒါအပြင်ထုံးစံတိုင်းရှိကလူရဲ့အပြုမှုတစ်ခုချင်းစီနဲ့လိုက်ပြီးခီစာခင်ကိုမတော်ဘူးဆိုပြီးဆွဆွဲလာတာပါတကယ်လည်းပဲ Miss World 2025ကိုသွားပြိုင်တဲ့အချိန်မှာခီစာခင်က page ကနေတော့ဖော်ပြခံရတာမျိုးမရှိပါဘူး Miss World ရဲ့ official page တွေကနေမဖော်ပြတဲ့အတွက်ခီစာခင်ကိုအားမလို့အားမရဖြစ်နေကြတာပါဒါပေမဲ့ခီစာခင်က သွားရောက်ရှင်ပြိုင်တဲ့အချိန်ကလေးကအပြင်းတစ်ချက်မှမပြတ်ခဲ့ပါဘူး။သူ့နောက်ခွေကနေတဲစုငိမ့်လောက်အားပေးမခံရဘူးဆိုပြီးလည်းမျက်ရည်ကန်ထုံးမနေပါဘူး။ခီစာခင်ကမြန်မာနိုင်ငံကနေအိန္ဒိယနိုင်ငံကိုထွက်ခွာသွားတဲ့အချိန်ကလေးကအရန်ကိုတည်ငိမ့်ခဲ့ပါတယ်။အိန္ဒိယကိုရောက်ပြီးတရက်ထက်တရက်ခီစာခင်ကပိုလှလာခဲ့ပါတယ်။ဒါပြင်ဘသူကမှအာမကိုပဲကိုကြတော့ပေါ့ကိုရက်တည်နိုင်ခဲ့တာပါ။အိန္ဒိယကိုသွားပြိုင်တဲ့ခီစာခင်ရဲ့နောက်ကိုဘသူမှမလိုက်နိုင်ပါဘူး။မိတ်ကပ်စရာလည်းမပါပဲခီစာခင်ကိုယ်တိုင်ပြင်ဆင်ရတာပါ။ မိတ်ကပ်ပြင်လိုက်ဖို့အတွက်ခီစာခင်ကဆိုရာစီမှာတရက်မိတ်ကပ်ပြင်တင်လန်းတက်ခဲ့ပါတယ်ပထမဆုံးအိန္ဒိယကမီဒီယာရှေ့ထွက်ကနိုင်ငံတကာလမယ်ရီနဲ့ရှင်ပြန်ရမယ့်ရက်မှာတင်ခီစာခင်ရဲ့မိတ်ကပ်စကီကဟင်းကနေဟာကနေဖြစ်စေခဲ့ပါတယ်မိတ်ကပ်ကိုကောင်းကောင်းပြင်တက်သလိုဝစ်ဆုံပေါ်မူ TV လိုက်ဖက်မဲ့မိတ်ကပ်ကိုရွေးချယ်တက်တာပါခီစာခင်ရဲ့အပြင်အဆင်က Miss World 2025မှာဝင်းနာစုရရှိလာလိမ့်မယ်လို့နာမည်ကြီးနေတဲ့ထိုင်းလာမယ်ထက်တောင်အဆင်ပြေတယ်လို့ချီးကျူးခံနေရတာပါခီစာခင်ကအသက်18နှစ်သားရှိသေးတာပါတဲဆုငိမ့်တုံးက အသက်ငငယ်နဲ့ပြိုင်ကရည်ချင်းတွေကိုထုတ်ပြနိုင်ခဲ့ပြီးမြက်ကလေးဆန်တဲ့အပြုမှုတချို့ကိုမတူဝက်နိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့လေတဲဆူငင်းကြောင့်မြန်မာနိုင်ငံကနိုင်ငံတကာလှမယ့်လောကမှာအရှက်ရတဲ့လူတော်ပြောစမှတ်တွင်ခဲ့ပါတယ်။ခီစာခင်ကအသက်18နှစ်လို့မထင်ရလောက်အောင်ကိုတည်ငင်အေဂျင့်နဲ့အလှတရားကိုဖော်ဆောင်နိုင်တာပါ။နေ့အတိုင်းမှာခီစာခင်ကအေဂျင့်ပြီးစက်တီရှိတဲ့အလှမယ့်တယောက်ရဲ့အရှိန်ဝါရီနဲ့သာပြည့်နှက်နေတာပါ။ဒါအပြင်တခြားနိုင်ငံတကာအလှမယ်ရီနဲ့ရှင်တွေ့တဲ့အချိန်မှာအေဂျင့်တည်ငင်နဲ့အလှတရားကထင်နေတာပါ။ဒါကပဲ ခီစာခင်ကလူတွေနဲ့မစ်ဆောရဲ့ပဲ့ကန်ရှင်ကိုစွဲဆောင်နိုင်တဲ့အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံကအလမဲတွေအနေနဲ့ဝင်းနာစုလို့ top 3ကိုဝင်ဖို့ဆိုတာခက်ခဲပါတယ်။တဲဆုငင်းတို့ကချင်းချက်နေနဲ့ကြိုးစားပြနိုင်ခဲ့ပါတယ်။ခီစာခင်ကရဖို့မဖြစ်နိုင်ဘူးဆိုရင်တော့မြန်မာပြည်သက်တွေမျက်နှာမငယ်ရအောင်နေတိုင်းမလျှော့တဲ့အလံတရားနဲ့ထင်ပေါ်အောင်နေပြနိုင်ခဲ့ပါတယ်။ဒီရာတွေရပဲခီစာခင်ကသူ့ကိုအထင်သေးတဲ့သူတွေကိုအလုံးနဲ့တက်တည်ပြလိုက်နိုင်တာပါ။တဲဆုငင်းတော့မတော်ဘူးလို့ဝေဖန်နေသူတွေကိုအလုံးနဲ့တက်တည်ပြပြ ြီးမစ်စ်ဝါမှာတော်ဝင်နိုင်ခြေရှိလာတဲ့ခီစာခင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိချစ်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်နော်